ျွန်တော်မက်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေ့လေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အပိတ်နီးနှမျိုးကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့အပိတ်၃လုံးနီးနံပါတ်၁ဒါကအပိတ်၃လုံးနီးနံပါတ်၂ဖြစ်ပါတယ်ပေါ့နော်၃၅9နဲ့၃၅ရဖြစ်ပါတယ်ခင်ဗျာအဲ့မှာပုံသူက၃၅အပိတ်ရတယ်ပေါ့နော်ပုံသူ၃၅အပိတ်မှာဆိုရင်၅၆၃ဆိုတဲ့အတွက်ကြောင့်မို့ဒီ၃၅အပိတ်ဖြစ်ပါတယ်ခင်ဗျာ၃အပိတ်၅၆၃ပေါ့နော် နောက်ထပ်ကျွန်တော်ဒီမှာခွန်ကုတိအပိတ်ရဲ့၄၅ခွန်အပိတ်ရဲ့ဆိုပြရတယ်ဗောနော်အဲ့မှာခုနှစ်အပိတ်တလုံးထဲပဲဖြစ်ပါတယ်ခုနှစ်အပိတ်ဒီ၆၈ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ကြိမ်မှာဆိုရင်ဤအရာ၅ခွန်၉အပိတ်ရဲ့ခွန်၈တုံညာအပိတ်ရဲ့ဆိုပြီးဖြစ်ပါတယ်အဲ့မှာလေကျွန်တော်ခုနှစ်အပိတ်တလုံးပဲပုံတူတာဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဒီမှာခုနှစ်အပိတ်နင်းနစ်ခွန်ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီ၄၆၈ရဲ့၈၉တည်ရဲ့ဗောနော်အဲ့မှာဆိုရင်ကျွန်တော် အပိတ်ဒီရှစ်တလုံးဖြစ်ပါတယ်ခင်ဗျာ ရှစ်အပိတ်၃ရှစ်ရှစ်ဖြစ်ပါတယ်ခင်ဗျာ ရှစ်အပိတ်၃ရှစ်ရှစ်ပါနော်နောက်ထပ်ဒီနော်ဒီမှာ9အခွန်9 89တေဆိုတော့9အပိတ်တလုံးပုံတူတာဖြစ်ပါတယ်3.9 9ဆိုရတဲ့ဒီ9အပိတ်3.9ပါနော်ရှစ်3.9နဲ့တင်းတင်းလေးမှာဆိုရင် ပုံတူအပိတ်ဒီနှစ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ3.9နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3.9 ဒါတင်ရှာနီအရာပေါ့နော်။ Ukraine ဆက်ဖြစ်တဲ့ဟာကိုကျွန်တော်နီးနှစ်ခုပုံတူပြပြထားရှင်းဖြစ်ပါတယ်။နောက်ထပ်ဒုံညာနေလေရကိုဒုံညာနေရမှာပုံတူအပိတ်ကဒုံညာရနေရဖြစ်ပါတယ်။၃၉၄၀ရက်အတွက်ဒုံညာနေထက်ကနေအပိတ်ဖြစ်ပါတယ်။6ရှစ်3ညရဲ့69 9ရမှာဆိုရင်6အပိတ်တလုံးပုံတူပေါ့နော်ညလေး6ဆိုတဲ့အတွက်ဒီ6အပိတ်ညလေး6နောက်ထပ်တစ်ခု6ရှစ်ရဲ့3 4 6ရမှာ ုံတူအပိတ်က၄ရက်၆ရက်ရှိပြီးရတာဖြစ်ပါတယ်။၃နှစ်လေးဆိုတဲ့အတွက်၄အပိတ်ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ချစ်တုံညာနေနဲ့၃နှစ်လေးရပေါ့နော်။နှစ်အပိတ်ပုံတူတာဖြစ်ပါတယ်။ရှင်း၅နှစ်ဆိုတဲ့အတွက်ဒီနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်၅ခု၉ရက်၅၆ရက်မှာပုံတူအပိတ်ဒီ၅တလုံးရတယ်ပေါ့နော်။ရှေ့ချောင်း၅ဖြစ်ပါတယ်ခင်ဗျာ၅အပိရှေ့ချောင်း၅နောက်တစ်ခု၄၆ရှေ့ရ၅၆ရှေ့ရမှာပုံတွေ့အပိဒီ 6နဲ့ရှင်နဲ့ရတယ်ပေါ့နော်3 5 6ဆိုတဲ့အတွက်ဒီ6အပိတ်3 5 6ဖြစ်ပါတယ်မှတ်ထားတဲ့ချိန်မှာ6 8 3 4 3 4 6ဆိုတဲ့အတွက်ကြောင့်မို့6အပိတ်ပုံတူဖြစ်ပါတယ်6 4 6ဆိုတဲ့အတွက်ဒီ6အပိတ်ဖြစ်ပါတယ်ခင်ဗျာ6 8 3 9ရဲ့8 9 10ရဲ့ပေါ့နော်ဟိုင်းမှာပုံတူအပိတ်ဒီ8တလုံးထဲပဲဖြစ်ပါတယ်ပုံတူအပိတ်ချင်းမှာ9 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 8 3 9 နှစ်လေး6 3လေး6ပုံတူအပိတ်က4ရဲ့6ရဲ့ရတယ်ဗောနော်6 9 6ဆိုရတဲ့ဒီမှာ6အပိတ်ဖြစ်ပါတယ်ခေတ္တတိကျွန်တော်ဟိုကီနီဆဲဖြစ်တဲ့အနည်းနှမျိုးကိုပြန်လေးပုံတူပြပေးထားခြင်းဖြစ်ပါတယ်ဗောနော်ပြက်သွားခဲ့တဲ့နည်းဒီလည်းရှိတယ်ဗောနော်ဒါကိုကျွန်တော်ရှင်းထားခဲ့ပြီးတော့ဒီဟိုကီနီဆဲပဲဖြစ်တဲ့ဒီအပိတ်ကိုကျွန်တော်ပုံတူပြပေးထားတာဖြစ်ပါတယ် โอเคဒါကကျွန်တော်တင်ချာနည်းရပါတော့မရှိညာလေးလာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လေးမြောက်ပြီးတော့มาဖြစ်ပါတယ်โอเคကျွန်တော်မှာထိတ်ရှိတစ်လုံးအလဲထိန်တစ်လုံးအပိတ်နည်းတစ်လုံးတွေလည်းရှိတယ်ပေါ့နော်တို့တို့ဒါလေးတွေကိုဒီထဲကကျွန်တော်ဒီမှာဒါလေးကိုပြပြရှင်းဖြစ်ပါတယ်ပေါ့နော်အပိတ်တုံးလုံးပုံတူနည်းနည်းမျိုးကိုပြပြတော့มาဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်အပိတ်နည်းနံပါတ်1ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် โอเคဒါကတော့အပိတ်နီးနံပါတ်1ဖြစ်ပါတယ်ဒီ၃ညနဲ့9ပေါင်း9ဖြစ်ပါတယ်ဗောနော်၄နဲ့6နဲ့ပေါင်းရှင်းက30ဖြစ်ပါတယ်နောက်ထပ်8 3ချိန်ပေါင်းရှင်း20နဲ့4ဖြစ်ပါတယ်ခင်ဗျာ3နဲ့3ညနဲ့ပေါင်းရှင်းဒီ3ဒီ9နဲ့9ပေါင်းတာဒီ7ဖြစ်ပါတယ်နေပဲရေးထားတာဖြစ်တယ်ခင်ဗျာအဲဆိုရင်9ရ3ရပေါင်းရှင်း30 4နဲ့2ပေါင်းရှင်း600ရတယ်ဗောနော်ဒါလည်း6ကိုနေပေါင်းတော့6နဲ့2ပေါင်း8 8နဲ့2ပေါင်း30 ရှောက်ရှိတညာအပိတ်ထဲက98ဆိုတဲ့အတွက်ကြောင့်မို့ရှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာရှောက်ရှိတညာမှာ98ဒီဟာပေါ့နော်ရှောက်ရှိတောင်ညမှာ98ဖြစ်ပါတယ်ထပ်ပြီးတော့နေလေးချောင်းအပိတ်ဆိုတာလေးကိုဆက်ကြည့်မယ်ပေါ့နော်ဒီတောင်ညခွန်လေးအရှိလေးလုံးကိုပေါင်းတဲ့အတွက်8969ကိုပေါင်းမှာဖြစ်ပါတယ်ဒီခုနှစ်ကို3နဲ့မြောက်မယ်ပေါ့နော်3နဲ့3မြောက်နမနာဆိုတဲ့အတွက်နေနဲ့ရှင်းနဲ့မှာတစ်ချိန်စီ တိချောက်မှာတစ်ကြိမ်ကိုအနောက်မှာ9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်6ခွန်ပေါင်းတာဒီ15ဖြစ်ပါတယ်ခင်ဗျာ။9ပဲရည်တယ်ပေါ့နော်။6နဲ့9ပေါင်းတာလေး15ကို9ပဲရည်မှာဖြစ်ပါတယ်။ခွန်3ကြိမ်ပေါင်းရှင်း20နဲ့1ဖြစ်ပါတယ်။2နဲ့6ပေါင်းရှင်း30 6ရဲ့9ရဲ့ပေါင်းတာ71ဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်9နဲ့9ပေါင်းရှင်း30 1နဲ့1ပေါင်းရှင်းဒီ2ရတယ်ပေါ့နော်။ရလာတဲ့2ကို2နဲ့ပေါင်းတာဒီ4 4ကို2နဲ့ပေါင်းရှင်း6 2နဲ့6အပိတ်မှာ 69ရှောင်းဆွေအတွက်ဒီမှာ6အပိတ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့နေ့6မှာ69ရှောင်းဆွေပြီးရေးပြထားတယ်ပေါ့နော်ဒီနေ့အတိုင်းပဲဒီဟာပေါ်ကပင်ဒီကိုမဲ့ရှင်များပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်20ချိန်မှာဆက်ပြီးလားမပြီးလားလားကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ဒါဆိုရင်20ချိန်အတွက်ဆက်ပြီးနေလာကြည့်မယ်ခင်ဗျာဒီ6969ကိုပေါင်းတဲ့အတွက်395969ပေါင်းမှာဖြစ်ပါတယ်ပေါ့နော် ခွန်ကိုတုံးနေမြောက်တဲ့အတွက်ဒီတစ်ကိုတုံးနေမြောက်မှာဖြစ်ပါတယ်ရှင်းနေရှင်းနေပေါ့မယ်ပေါ့နော်ပြီးရင်လေးမှာလည်းကြိအပေါင်းငါငကင်းသာဆိုရင်ကျွန်တော်ဒီ၃ညရဲ့၅ရဲ့ပေါင်းရှင်ဒီ၅ဖြစ်ပါတယ်၉နဲ့၆ပေါင်းတာလေး15ပေါ့နော်ငါပဲရည်တာဖြစ်ပါတယ်တစ်၃ချိန်ပေါင်းရှင်က၃ရှင်းနေချိန်ပေါင်းတာက16 4နဲ့5ပေါင်းတာက9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဆိုရင်9နဲ့5ပေါင်း10ဖြစ်ပါတယ်၃နဲ့၆ပေါင်းရှင်9ပေါ့နော်9နဲ့9ပေါင်းတာဒီ18ရတဲ့အတွက် ရှစ်ကိုနိနေပေါင်းရှင်း30တုံညကိုနိပေါင်းရှင်းနှစ်ရှစ်တုံညနှစ်ကျွန်တော်အပိတ်ဖြစ်ပါလေပေါ့နော်โอเคဒါဒီတင်ရှားနိရပါနော်ရှစ်တုံညနှစ်အပိတ်ဆိုပြီးဖြစ်ပါလေခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာရှစ်တုံညနှစ်အပိတ်တုံးလုံးရတယ်ပေါ့နော်โอเคဆက်ပြီးတော့ကျွန်တော်အပိတ်နိနံပါတ်2ကိုလည်းဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒါကတော့အပိတ်နီးနံပါတ်2ဖြစ်ပါတယ်ဒီ6မှာတစ်ချိန်၄နှစ်ချိန်ပေါင်းတာ8ဆိုတော့6နဲ့8ပေါင်းရှင်းဒီ20နဲ့4 4ပဲရှိမယ်ပေါ့နော်14 4ပဲရှိတယ်နောက်ထပ်4နဲ့3မြန်နဲ့ပေါင်းတာလည်း4 5 3ချိန်15 3နဲ့ပေါင်းတာ16ကို6ပဲရှိတာဖြစ်ပါတယ်3နဲ့8ပေါင်းတာဒီ17ရတယ်ပေါ့နော်3ညနဲ့3ပေါင်းရှင်းက3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီ4နဲ့6ပေါင်းရှင်း30 3နဲ့3ပေါင်း4 4နဲ့ပေါင်း8ရတယ်ပေါ့နော် ရှစ်ကိုတိတူတာကိုကိုနင်းနေပေါနာဆက်တိဖြစ်ပါတယ်ရှစ်ကိုတင်မှာကိုခွန်ချစ်ဖြစ်ပါတယ်ခင်ဗျာโอเคဒါကြောင့်မဒီမှာရှစ်အပိတ်ကိုခွန်ရှစ်ဖြစ်ပါတယ်ရှစ်ကိုတင်မှာကိုခွန်ရှစ်ဒီမှာဘောနော်ရှစ်ကိုတင်မှာကိုခွန်ရှစ်တာဒီနိစာနိတောက်6ဥကိနိဆေးပဲဖြစ်တယ်ဘောနော်တို့တို့ကျွန်တော်ကဒီ96တော့ကနိစာပြီးပြပြထားရှင်ဖြစ်ပါတယ်ဒါကတော့ပင်ရှစ်ဖြစ်တယ်ခင်ဗျာ โอเคနောက်ထပ်ကျွန်တော်တို့ဒီ3 4 6အပိတ်ရတာကိုဆက်ကြည့်အောင်ပါเนาะအဆင်းဒီထိတ်စီ6မှာတစ်ချိန်ဆွဲတော့ထိတ်စီ9မှာတစ်ချိန်အလေးမှာနှစ်ချိန်၄နဲ့3ညနဲ့မှာပေါင်းထားသလို၄နဲ့3နဲ့ထပ်ပေါင်းတယ်ငါးကိုဒီ3နဲ့မြောင်းမယ်ပေါ့เนาะဒီ1တစ်ချိန်ဆိုတဲ့အတွက်3မှာတစ်ချိန်3နဲ့8နဲ့မှာဆိုတဲ့အတွက်အနည်းနဲ့3ညနဲ့မှာတစ်ချိန်စီပေါင်းတယ်ပြီးရင်အလေးမှာတစ်ချိန်ကိုနောက်ထပ်3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် အစွန်ခေါနာကျိန်ပေါင်းလေးလေးနဲ့ကိုပေါင်းရှင်တီ93တော်မရည်တယ်ပေါ့နော်လေးနဲ့3ပေါင်းရှင်တီခွန်93ကျိန်55 66ခွန်78ဖြစ်ပါတယ်ရှင်းပေးရမယ်ပေါ့နော်နေ့နဲ့3ညနဲ့ပေါင်းရှင်ကနေ့3ညနဲ့3ပေါင်းရှင်တီ3ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်3နဲ့ခွန်ပေါင်း18ရဲ့နေ့ရဲ့ပေါင်း30ဒီမှာ3တလုံးကျန်နေပေါ့နော်အစွန်3ကိုတစ်တိုးတာလေးလေးကိုနေ့နဲ့ပေါင်းမယ်ပေါ့နော်လေးကိုနေ့ပေါင်းရှင်6 3 4အပိတ်မှာ6 9 6ဖြစ်ပါတယ် ဒါကြောင့်မို့ဒီမှာ6 update 6 9 6ဖြစ်ပါတယ်3 6မှာ6 9 6ဆိုပြီးတော့ဒီမှာဒီဟာကိုဒီမှာရေးပြထားတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ new number 20 change အတွက် save ဖို့မလားပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ9မှာတစ်ချိန်6မှာတစ်ချိန်9မှာတစ်ချိန်ပေါ့နော်9နဲ့9နဲ့မှာတစ်ချိန်စီဒီ9ကိုသုံးနေမြောက်မယ်အလေးမှာတစ်ချိန်ပေါင်းတယ်10နဲ့9နဲ့မှာတစ်ချိန်စီပေါ့နော်ပြန်အလေးမှာတစ်ချိန်ကိုကျွန်တော်သုံးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ 9နာချိန်78 8640နဲ့လေးတေဘကြီးမှာဖြစ်ပါတယ်။95ပေါင်းရှင်က30 93ချိန်55 9နဲ့3ပေါင်းရှင်ဒီ78ကိုရှိပေးကြီးမှာဖြစ်ပါတယ်။ရှင်နဲ့9ပေါင်းနာက79ခွန်နဲ့ဒီ3ပေါင်းရှင်ဒီ30ဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ရှင်နဲ့9ပေါင်း55ပေါ့နော်9ကို6နဲ့ပေါင်းတော့9ကိုတိတိုးတာ30တုံညကိုဒီဘောကလည်းပဲနင်းနေပေါ့နာနင်းဆိုတဲ့အတွက်ကိုတုံညနင်းအပိတ်ဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်ဒီတပတ်မှာ9 3ညအပိတ်ရတယ်ပေါ့နော်ဒါဆိုရင်ပုံတူအနေနဲ့6မပါဘူးပေါ့နော်3ညတောင်ညအပိပုံတူတယ်ပြီးရင်နေအပိဆိုပြီးတော့ဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်တောင်ညနေအပိဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒီမှာတော့တပင်မဟုတ်တပင်ပြတ်တတ်တယ်ပေါ့နော်ဒါကတော့ဒီနှစ်ခုထဲကပုံတူချိန်တယ်ဆိုရင်တော့မိမိတဘောပေါ့နော် အလူမမဟုတ်ဘူးဆိုရင်ကိုတုံများနေတုံးမလားတမမဟုတ်ရှစ်တုံများနေကိုတုံးမလားပေါ့နော်။အဲဒါကတော့ကျွန်တော်လေးလာလို့ရအောင်ပြန်လည်များပြီးရှင်းတာဖြစ်ပါတယ်ပေါ့နော်။ Okay ကြည့်ရှုတဲ့အခါမှာတော့ကြည့်ရှုပြပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါခင်ဗျာ။ Okay ဒါကအပိနီနဲ့နှမျိုးပေါ့နော်၅၆၃အနေပုံတူပြပေးထားရှင်းဖြစ်ပါတယ်။ Okay ဒါဆိုရင်90ချိန်မှာတော့ဤအရာ၃ညဤအပိဆွေပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ။ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ